ကဲဒါကတော့ကျွန်တော်တို့မနေ့မနေ့တော့เนาะမနေ့တော့ကိုကျွန်တော်တို့ဒီဘောင်းဆိုစပြီးတော့ကြည့်မယ်အဲဘယ်ဘောင်းဆုံးနေနေ one chain ကြီးကြည့်မယ်เนาะ one chain ကြီးကသူကဘယ်လိုမျိုးတွားမလဲဒီ6တက်ဘောင်းနေ6တက်ဘောင်းကြီးရဲ့ခွန်ခွန်တုံရဘယ်တော့နှက်ခတ်ယူတော့တပင်းကျော်ပြီးမှတပင်းကျော်ပြီးတော့ဘဲပင်ကိုစတော့လဲဒီပင်ပေါ့เนาะ တော့ဒီဒီတပင်ကျော်ပြီးပါတော့တယ်ပေါ့နော်ဆိုတော့ခွန်စာကြီးတယ်ပေါ့တခါဒီမှာကျွန်တော်တို့6 5ပေါင်းချင်းရတဲ့ဆိုတော့တိရှိပေါ့နော်တိရှိကတပင်ကျော်ပါတပင်ကျော်ဒီမှာကျတော့တိရှိတပင်ကျော်ဒီပင်ပေါ့တုံများရှိနေတယ်တခါဒီမှာ9ခွန်ပေါင်းတယ်9ခွန်ပေါင်းချင်းကျတော့သူကနှိရတယ်နော်နှိလေးနှိလေးဆိုတော့ဒီမှာလေးလေးမှာသွားထွက်တယ်နော် တခါဒီမှာတစ်ချောက်ပေါင်းတော့ခွန်ခွန်တုံညာเนาะခွန်တုံညာကြတော့တုံညာငါးမှာတော့တော့ထက်တယ်เนาะတခါဒီမှာတုံည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 ာဆိုတော့တုံညာခွန်ပေါ့เนาะတုံညာခွန်ကြတော့တုံညာရှင်းမှာ sorry တုံညာရှင်းမှာတော့ထက်တယ်เนาะတုံညာခွန်တုံညာခွန်ကကြတော့တုံညာရှင်းမှာတော့ထက်တယ်ဒါဆိုမနက်ဘန်တို့ကကျွန်တော်တို့က၄၃ပေါင်းရမှာเนาะ၄၃ပေါင်း ဒီသုံးပေါင်းတော့ခွန်ရတယ်နော်ခွန်သုံးရဝန်ကြီးရရှိတယ်ခွန်သုံးရဝန်ကြီးရှိတယ်နော်ဒါနံပါတ်1ပထမဆုံးဝန်ကြီးခွန်သုံးရဝန်ကြီးရှိတယ်ပြီးတဲ့ခါကျတော့နောက်ထပ်ခွန်သုံးရအဲနောက်ထပ်ဝန်ကြီးတခုရှိသေးတယ်ပေါ့နော်အဲ့ဒါဘယ်လိုလဲအဲ့ဒါကျတော့သူကခွန်သုံးရဝန်ကြီးတော့မဟုတ်ဘူးသုံးသုံးရဝန်ကြီးဆိုရှိအဲ့ကောင်တစ်ချက်ကြည့်ပေါ့နော်အဲ့ကောင်ကျတော့သူက တူးသွားလေဆိုဒီငါးငါးခွန်မှစသွားတာဗနငါးငါးခွန်ငါးငါးခွန်ပေါင်းတော့သူကခွန်ရတယ်နော်ခွန်ရတယ်ခွန်ဆိုတော့သူကညှထိုးပြီးတော့ခွင်းတကကတုံညာခွင်းပါဝါနှစ်အဲတုံညာနှစ်ကဝန်ကြီးနော်တုံညာနှစ်ဝန်ကြီးဆိုတော့ဒီမှာတုံညာရှင်းမှာစပြီးတယ်ဗနဒီပွဲမှာစပြီးတခါကျွန်တော်တို့ဒီမှာ၄ ခွန်ရှစ်တော့ကိုးနော်ကိုးမြတ်ထူကိုးကိုးရတယ်ကိုးကိုးနဲ့က6ကိုးပါပါလေး6လေးဝန်းကျင်ရဒီမှာ44မှာလာပြည်တယ်နော်တခါဒီမှာခွန်6ပေါင်းတော့3 3နဲ့4နဲ့ပေါင်းတော့ခွန်နော်ခွန်မြတ်ထူခွန်မြတ်ထူတော့ခွန်ရဲ့နှက်ခတ်3ညခွန်ပါပါနဲ့3ညနဲ့ဝန်းကျင်ရကျွန်တော်3ညမှာပြည်တယ်ပေါ့နော်3ညမှာပြည် ါဆိုရင်လည်းကျွန်တော်ဒီမှာ8395ပေါင်းပါမယ်8395ပေါင်းတော့300ရယ်နော်3ဝင်များထူ3ရဲ့နှစ်ခက်က5 3ရဲ့ပါဝါ8 8ဝင်နေရဒါမနက်က308မှာပြီးရယ်ပေါ့နော်ဒါဆိုရင်မနက်ဖန်အတွက်43ပေါင်းတော့ခွန်ခွန်နေရှင်နေပေါင်း5ဆိုတော့9ဝင်များထူ9ဝင်များထူတော့9နှစ်ခက်ဒီ3 ဘာပါပါလိဒုံညာ၃ဒုံညာဝါညေခုနတော့ကရတာကခွန်ဒုံညာဝါညေအခုက၃ဒုံညာဝါညေဆိုတော့ဒီမှာဘာတူလဲဆိုတော့ဒုံညာဒုံညာဆိုတော့လာတူနေတာတွေ့ရတယ်ဗောနော်ဒုံညာဒုံညာကြောင်းပါလားဆိုတဲ့သဘောလားဗောနော်ကဲဟုတ်ပြီနောက်တစ်ခုနောက်တစ်ခုကကြတော့ဒီမှာဝါညေနောက်တစ်ခုရှိတယ်ဗောနော်အဲ့ကောင်ရအောင်တစ်ချက်ပြမယ်သူက ဘာကြီးနောက်တစ်ခုကဘယ်ရစားလဲဆိုတော့ငါးငါးကစားတယ်ဗျနော်ငါဒီကငါးလေးရငါးနဲ့တင်ငါးငါးနဲ့ပေါင်းတယ်ငါးငါးပေါင်းခြင်းရတုံညာရတယ်တုံညာခွန်ဝန်ခြင်းရသူကနောက်နေ့မနေ့မှာခွန်တက်မှာဒီမှာခွန်တက်မှာနော်ခွန်ပြီးတခါဒီတင်းနယ်ဒီက6နယ်ဗျနော်တက်ခွန်ကတင်းနယ်အ6က6နယ်ပေါင်းတဲ့ခါကျတော့သူကဘာရလဲဆိုတော့ခွန်ခွန်နဲ့ခတ်တုံညာ ်ဆိုတော့အဲ့မှာဒုညရှင်ပါပြီးရဲ့တခါဒုညနဲ့၄နဲ့ပေါင်းတယ်၄เนาะ၄ရဲ့နှစ်ခက်က2 4ပေါ့ဗျာ4ပေါ့4နှစ်ပေါ့4နှစ်ကသူကအိမ်မှာ4ပြီးတယ်ပေါ့နော်တခါဒီမှာကကျွန်တော်တို့4ရဲ့6ရဲ့ပေါ့လေ4 6ပေါင်းရင်3ညနော်3ညကောင်ချိန်တယ်အဲ့တော့ ုံညဝင်ရည်ဒီထုံညငါးမှာလာပြီတခါဒီမှာတုံညတုံညဆွဲရပါဘောနော်တုံည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 ဆိုတော့သူကတုံညခုံဝင်ကြီးအဲ့တုံညခုံကတုံညရှင်မှာလာပြီတုံညရှင်မှာလာပြီเนาะအဲ့လိုမျိုးပြေးတာဒါဆိုရင်မေဘန်တွေတုံညကိုပေါင်းတော့ကိုကို6ဝင်ကြီးဘောနော်ကို6ဝင်ကြီးဆိုရအဲ့တော့ပုံမှန်တိုင်းဆိုရင်ကျွန်တော်တို့ကဘုနာတော့ဝင်ကြီးတွေတွေ့ရမှာဘောနော်ဒီ96เนี่ย သုံးတုံညာနဲ့တွဲမယ်နော်သုံးတုံညာနဲ့တွဲမယ်ခွန်တုံညာနဲ့တွဲမယ်တွဲလို့ရတယ်ဒါဆိုရင်93 90 63 60ပြီးတော့9ခွန်6ခွန်နော်အဲ့တော့တုံညာနဲ့တွဲပြီးသားဆိုအဲ့လိုမျိုးလေဖြစ်နိုင်တယ်ဗောနော်အဲ့လိုမျိုးဖြစ်နိုင်တယ်နောက်တစ်ခုက အဲ့ဒါဆိုရင်ဒီမှာတုံညတူနေတော့တုံညတူနေတဲ့ခါကျတော့ဒီတူတဲ့တုံညပါတဲ့ကောင်လေးကအဲဒီကောင်လေးကဒီလိုမျိုးတည်ထိုးလို့ရရတယ်ဖြစ်နိုင်တယ်ဘောနော်တည်ထိုးလို့ရရတယ်ဖြစ်နိုင်တယ်တော့တုံညကတုံညပြေးမှလားဆိုတော့ရှိတယ်နောက်တစ်ခုကကြတော့နောက်တစ်ခုကကြတော့ဒီ သုံးပင်ကပ်ကလေးနဲ့တစ်ချက်ပြခြင်းလေဘောနော်သုံးပင်ကပ်လေးနဲ့တစ်ချက်ပြခြင်းလေဒါကဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်တို့ဒီမှာပေါ့ sorry ဒီကောင်လေးပြရမယ်သူကသုံးပင်မဟုတ်ဘူးနှစ်ပင်ပေါ့နော်နှစ်ပင်မှာပြည့်နေတာလေးဒီကျွန်တော်ဒီမှာဒီမှာဒီသုံးလုံးပေါင်းမယ်နော်ဒီသုံးလုံးပေါင်းခြင်းကကျွန်တော်ခွန်ဖြစ်တယ် ါဆိုရင်လည်းသူကနောက်ထပ်တရောင်ပြောင်းလိုက်ရမယ်လို့ပြောပေါ့ဒီသုံးလုံးပေါင်းတယ်ဒီ၄တုံညာရင်သုံးရင်ပေါင်းရင်တော့လေခုံမယ်ဒါဆိုရင်နောက်တရောင်ထပ်ပြောင်းဒီမှာတုံညာရင်နော်ဒီကထိတ်စီရပေါင်းရင်ခုံဖြစ်ပါလားနော်ခုံဖြစ်ပါလားတော့ခုံခုံခုံဖြစ်တယ်ပေါ့နော် အဲ့ဖြစ်ပါလား။ကဲဟုတ်ရင်ဒါတစ်ချက်ပေါ့နော်။နောက်တစ်ခုကအနီနဲ့သွားပြပေါ့။ဒါတော့ဒီလိုပဲရေးပြရင်ဒီတုံညရေခွန်ရေခွန်ရေပေါင်းရေကသူကလေးဖြစ်တယ်တဲ့။ဒါကတုံညလေးတုံညပေါင်းရေရလေသူကလေးဖြစ်တယ်။ဒါဆိုဒီမှာလေးဖြစ်ပါလား။တုံညရှစ်နှစ်ဆိုတော့ကျွန်တော်လေးပဲထည့်ရအောင်နော်။အာမန္တုဒီလေးဖြစ်မယ်။ကဲဟုတ်ပြီ။ ဒီမှာ136 433နီမှာ34ရှိနေတဲ့ခါကျဒါကဒီလိုမှာ3ထိပ်တာဖြစ်သွားပါတော့34 3ရိုက်ပါလားဖြစ်သွားတယ်ကဲဟုတ်ပြီဒါဆိုရင်နောက်တစ်ခုရှိတယ်ဗောနောနောက်တစ်ခုကကျတော့အစိမ့်နဲ့တော့ပြမယ်နော်ဒါကတော့ဂွင်းလေးနဲ့ကျွန်တော်တို့ထည့်ပြမယ်ဒီလုံးပေါင်းချင်းကားတဲ့တော့ငါလုံးပေါင်းချင်းကားနော်ကားတဲ့ဒီလုံးပေါင်းချင်းရတယ်ငါပဲနော်ဒီလုံးပေါင်းချင်းရတယ်ငါပဲ ဒါဆိုရင်ဒီလုံပေါင်းချင်း၅မှာလာเนาะဒါကတော့ကျွန်တော်ဟိုဘယ်ပြောမလဲဒီလုံပေါင်းချင်း၅မှာလာဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့၅ပြည့်အောင်တော့၃ဘိတ်ထည့်ရအောင်เนาะ၃ဘိတ်ထည့်ရအောင်၅ပြည့်အောင်၃ဘိတ်ထည့်ရအဲ့တော့ဒီမှာ53ဆိုတာတကွက်ဒါတွေ့ရပါเนาะအဲ့လိုပဲနောက်တစ်ခုရှိနေတယ်ပေါ့เนาะပြမယ်ဆိုရင်တော့ ရှိသေးတာပါလဲဆိုဒီခွန်ရဲ့တဲ့အချောင်းပြောင်းလဲပေါ့နော်ဒီခွန်ရဲ့တဲ့ဒီ6ရဲ့ပေါင်းရရတဲ့သူက3ဖြစ်တယ်တဲ့3ဖြစ်တယ်ခါတဲ့ဒီဒီ4ရဲ့ဒီ9ရဲ့ပေါင်းရရတဲ့သူက3ဖြစ်ပြန်ဟောနော်3ဖြစ်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာဒီ8ရဲ့ဒီကအဲပေါင်းရ3ဖြစ်ပါလား ုံးပြင်ငါးထည့်ရတာပေါ့နော်အဲ့တော့ဒီမှာမဖန်နေပုံတော့ကဒီဒီနှစ်ကွက်ဟိုနည်းနည်းတော့အာထိုးတင်တယ်ပေါ့နော်ထိုးတင်တယ်ပေါ့အဲ့တော့အဲ့လိုမျိုးတူချင်းနဲ့ပြမယ်ဆိုရင်တော့ရှိတာလည်းရှိပေါ့နော်ဒီမှာဆိုရင်တော့ကျွန်တော်တို့တစ်ချက်ဒီခင်းရဲပြရင်ကောင်းမှာငါတို့ရှုပ်ကုန်ပြီနော်အနက်နဲ့ပြဒီနေ့ညဒီမှာဆိုရင်ခွန်ချောက်ပေါင်းလေးခွန်တော့ဒီမှာဆိုရင်၄၃၃ရက်ခွန်ဒီမှာလည်းခွန်လို့ရတယ်ရှင်းလေးပေါင်းနှစ်ရှိတယ်ငါးထည့်လို့ရတယ် เนาะအဲ့လိုမျိုးဘာငါတို့ပါတော့ထိုးလို့လည်းရတယ်ဗောနော်အဲ့တော့နဘာနေကုန်နဘိုင်းနဲ့နေကုန်ညနေနေဗောနော်ဒီကနန်ဗောနော်43 35တို့55တို့ဒါတွေဒါနဘိုင်းဆို43ဗောနော်ညနေပိုင်းဆိုဒီနှစ်ခွက်ထိုးလို့ရတယ်ဗောနော်ထိုးလို့ရတယ်အဲဒီဒီမှာဆိုရင်လည်းတစ်ခုရှိရရှိတယ်ဒီမှာတစ်ထိတ်လောက်လို့ရရှိတယ် ခွန်ချောင်းပေါင်းခြင်း၃၃၃ညပေါင်းခြင်း၃ညနေတင်းပေါင်းခြင်း၃ဆိုရင်ညနေပိုင်းကျ၃ခွက်လောက်ဖြစ်သွားတယ်နော်တင်ငါဆိုတာပါထူလို့ရတယ်နော်တင်ငါဆိုတာထူလို့ရတယ်နော်အဲ့လိုမျိုးဒါတော့နှစ်ပိုင်းနဲ့ညနေပိုင်းနဲ့ဒီနှစ်ကတ်ဆိုင်လေးပေါ့နော်ကဲအားလုံးပဲခုနတော့ဒီနှစ်ပိုင်းတော့ကတော့ခုနဒီ53ရေပေါ့နော်ဒီ53ရေအဲခုနတော့ပြပါတယ်အကွက်တည်းရေပေါ့နော်ခုနတော့ဒီ53ရေ နပိုင်းတို့က၄၃ရက်ခုနပြသွားတဲ့အကွက်တွေရဲ့အဲ့ဒါတွေထိုးအောင်မှာဖြစ်ပါတယ်ခင်အားလုံးပဲခံကောင်းကြပါ